တော့ TikTok အကောင့်ဟက်ခံရင်ဘယ်လိုပြန်ယူရမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဟက်သွားတဲ့အကောင့်ကိုပြန်ယူဖို့ဆိုရင်ကျွန်တော်တို့သုံးခဲ့တဲ့ data အချက်အလက်တွေကိုသူကတောင်းနေပေါ့နော်အဲ့ဘယ်ချက်တွေတောင်းလဲပေါ့နော်ဒါလေးကိုကျွန်တော်ဗီဒီယိုထဲမှာသိစစ်ပြပေးတော့ပါမယ်โอเคအဲ့ဒါကြောင့်မို့ဗီဒီယိုလေးကိုဆောင်းလိုက်ကြည့်ပေးပါအဲ့တော့ TikTok အကောင့် hack ခံရတဲ့နေရာမှာပုံစံတစ်မျိုးရှိတယ်ပေါ့နော်ပထမတစ်မျိုးကတော့ကျွန်တော်လည်းအသုံးပြုလို့ရသေးတယ်အသူ hack ကလည်းဝင်ပြီးတော့သုံးနေတယ်ပေါ့နော်နောက်တစ်မျိုးကတော့ကျွန်တော်လုံးဝသုံးပြုလို့မရတော့ဘူးသူကကျွန်တော်ချိန်ထားတဲ့ဖုန်းနံပါတ်တွေ email address တွေပေါ့နော်အကုန်လုံးပြောင်းလိုက်ပြီးဆိုရင်ကျွန်တော် အဘလို့ပြန်လောက်ရမလဲပေါ့နော်နီလန်တစ်ခုရှိတယ်အဲ့တော့မိတ်ဆွေတို့ကအဲ့နှစ်ခုအာဒီကိုယ့်အကောင့်ကိုပြန်ပြီးတော့သုံးလို့ရသေးရဲ့ဆိုရင်ကျော် setting နဲ့ကိုသွားပြီးတော့ report problem လေးသွားရမယ်ပေါ့နော်အဲ့နောက်တစ်ခုကတော့မိတ်ဆွေတို့ကဘလို့မှဝင်လို့မရတော့ဘူးပေါ့နော်အကောင့်တွေတို့တော့အကုန်လုံးချိန်သွားပြီးဆိုရင်ကျွန်တော် မိတ်ဆွေတို့ TikTok အကောင့်အလုံးဝအကုန်လုံးထွက်ပြလိုက်ပါနော်အဲထွက်ထားတဲ့ဒီ TikTok ကနေမျိုးလောက်ရမှာပါနော်အဲဒါလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်ပါနော် Okay ပရမဟုတ်စာမိတ်ဆွေတို့ဒီအရင်ဟက်သွားတဲ့အကောင့်ဝင်ထားတဲ့ဖုန်းဖုန်းထဲမှာဝင်ရမယ်ပါနော်ဝင်ပြီးတော့ဒီအကောင့်ထဲမှာမိတ်ဆွေဘာမှဘယ်အကောင့်မှတော့လော့အင်ဝင်ထားလို့မရအောင်လော့အောင်လုပ်ထားပါနော်လော့လုပ်ထားပြီးဘာနဲ့ရမလဲဆိုတော့အပေါ်မှာရှိတဲ့မြင်းကြောင်းတုံးကြောင်းနှိပ်မယ်နှိပ်ပြီးတော့ဘာနဲ့ရမလဲဆိုမှာ report problem ဆိုတာရှိတယ်ပါနော်အဲအနီမှာထိစုံမှာရှိတဲ့ account recovery ဆိုတာတစ်ချက်နှိပ်မယ် နှိပ်ပြီးတော့မိတ်ဆွေတို့ဖွင့်ထားတဲ့အကောင့်ဖွင့်ထားတဲ့ဒီဖုန်းနံပါတ်တွေ Gmail တွေအခုရိုက်ကြည့်လိုက်ပါတော့။ Okay တော့တောင်းမှုဆို user name ကိုရိုက်ထည့်လို့လည်းရတယ်ပေါ့နော်။ကြော်တစ်ချက်ထည့်ကြည့်မယ်။အဲတော့ကြော်တစ်ချက်ထည့်လိုက်မယ်ဒီမှာ search ကိုနှိပ်လိုက်မယ်ပေါ့နော်။ဒါဆိုဒီမှာမိတ်ဆွေတို့အကောင့် hack ခံထားပြီဆိုရင်မိတ်ဆွေတို့ဟောင်းနဲ့ရိုက်ဆိုင်တော့မတွေ့တော့ဘူးပေါ့နော်။တကယ်လို့မှတွေ့ခဲ့မယ်ဆိုရင်တော့ဒီကုတ်ကိုပြန်ပြီး recovery လုပ်ပြီးတော့ယူလို့ရတယ်ပေါ့။ဒါကတော့မိတ်ဆွေတို့လုံးဝမတွေ့တော့ဘူးပေါ့နော်။မတွေ့တော့ဘူးဆိုဒီမှာ request support ဆိုတာလေးရှိရအဲ့ဒါတစ်ချက်နေမယ်။ နေတဲ့ခါမှာဆိုရင်အပေါ်ဆုံးမှာရှိတဲ့ဟာကိုနှိမ့်ရမယ်ပေါ့နော်မိတ်ဆွေအကောင့်ကလော့ရင်အဟက်တော်ပြီမဲ့လော့ရင်ဝင်လို့ရသေးတယ်ဆိုတော့အောက်ကဟာကိုရွေးလို့ရတယ်တကယ်လို့မှမိတ်ဆွေအကောင့်ကလုံးဝဝင်လို့မရတော့ဘူးဆိုရင်အပေါ်ဟာကိုရေးမယ်ပေါ့နော်ရေးပြီးတော့ကျွန်တော်ဒီစေဆုံးမှာရှိတဲ့ select option နေရာမှာကျွန်တော်ဘာရွေးရမလဲဆိုတော့ general account inquiry ဆိုတာဒီချက်ရွေးမယ်ပြီးတော့ category နေရာမှာကျွန်တော်ဘာရွေးရမလဲဆိုတော့ head account ဆိုတာရွေးရမယ်ပြီးတော့ပြီးဆိုရင်တော့ are you or the owner head account ပေါ့နော် owner ရဲ့ ဟက်အကောင့်ရဲ့ပိုင်ဆိုင်လားလို့မေးတဲ့အခါမှာကျွန်တော် yes ကိုနှိပ်ရမယ်။နှိပ်တဲ့အခါမှာဆိုရင် Mr. Hack ခံထားတဲ့အကောင့်ရဲ့ username ပေါ့နော်။ဥပမာအနေနဲ့ username ဆိုတော့ကျွန်တော်တစ်ချက်ထည့်လိုက်မယ်။ Okay တော့တစ်ချက်ထည့်လိုက်မယ်ပေါ့နော်။ Okay Mr. Hack ခံထားတဲ့အကောင့်ရဲ့ username ကိုထည့်မယ်။ပြီးတော့ဆိုအကောင့်ကဘယ်ချိန်မှာဖွင့်ခဲ့ရလဲပေါ့နော်။ဖွင့်ခဲ့ရပါတော့များများတော့ ရက်ကိုမတိကြတော့ဘောနောမတိတော့ဘူးဆိုရင်ဒါမှမဟုတ်နှစ်ကိုတော့ခံမဲ့ကြည့်တိထားမယ်ဘောနောမစ္စရိုကအကောင့်ဝင်ကြည့်လို့ရသေးရဲ့ဆိုရင်တော့အဲဒီစပွင့်တဲ့ရက်မှာပဲ post တင်ထားရဲ့ဆိုတော့အဲ့ post မှာသွားပြီးတော့ date ကိုကြည့်လို့ရတယ်ဘောနောဥမာဆိုပါစို့2020 2020မှာဥပ2019မှာ2020မှာဖွင့်ခဲ့တယ်ဘောနောလာတော့ဘယ်လာမှမတိကြမသိဘူးဆိုတော့တခုထည့်လိုက်ဘောနောခုနှစ်ကိုတော့မှန်မစီဘောနောပြီးတော့ဆိုရင်ကိုဖက်ကိုနှိမ့်မယ်ပြီးတော့မစ္စရိုအကောင့်က ဘယ် region ကောက်လဲဘောနော်မြန်မာအပေါ်မှာနေရမြန်မာဆိုဘောမြန်မာ region ဘောနော်ဒါပေမဲ့မြန်မာ region ပြည့်ရဲ့နာမှာနောက်ခါ city ကိုရွေးတည်ရဲ့ဘောနော်မြန်မာ region ကောက်မှာမိတ်ဆွေကမန္တလေးမှာနေရလားရန်ကုန်မှာနေရလားပဲခူးမှာနေရလားဘောနော်မိတ်ဆွေရွေးပြရမယ်ဥပမာဆိုအားဆိုမြန်မာ account region ကမြန်မာပြီးသားပြီဆိုတော့ account မှာခံပြန်နောက်မှာပဲခူးဆိုပဲခူးဘောနော်ကဲအဲ့တော့ပဲခူးဆိုပဲခူးဆိုပြီးထည့်လိုက်မယ် တပိသားဝိဆိုရင်တော့မိစေတို့ဒီအကောင့်ကိုဟက်သွားတဲ့အကောင့်ကဂျီမင်းနဲ့ဖွင့်ထားလားဖုန်းနံပါတ်နဲ့ဖွင့်ထားလားဗောနော်ဥပမာနဲ့ဖုန်းနံပါတ်ဆိုဖုန်းနံပါတ်ကောက်ထည့်လိုက်ဗောနော် okay ပြီးတော့ပြီးဆိုရင်တော့ iPhone မှာ i ဟတ်သွားတဲ့အကောင့်ကိုဘယ်ဖုန်းနဲ့ border နဲ့တုံးရလဲပေါ့နော်အဲအပူမှာဆိုပါဆို iPhone iPhone ဆို iPhone ပေါ့နော် iPhone search 16ပေါ့နော်အဲ့တော့ iPhone 16မှာတုံးနေရင်ဟက်ခံထားတယ်ဆိုရင် i iPhone 16နေပြီးအခုစာအုပ်ပို့ပေါ့နော်ဒါမှပဲကျွန်တော် အတူအနေနဲ့ဆစ်ဆေးတဲ့အခါမှာအဆင်ပြေမှာပေါ့နော်။ဟုတ်ကဲ့အဲ့တော့ iPhone 16ပေါ့နော်။ဖုန်းနှလုံးသုံးထားရဲဆိုရင်နောက်ထပ်တစ်လုံးနဲ့ iPhone 15ဆို15ပေါ့နောက်ထပ်ထည့်လိုက်ပေါ့နော်။အဲ့တော့အဲ့အကောင့်ကိုကျော် Facebook ဒီနဲ့ချိန်ထားလာပေါ့နော်။ချိန်ထားရဲဆိုရင် Facebook ကိုရွေးပေးလိုက်။မချိန်ထားဘူးဆိုဒီတိုင်းထားလိုက်လို့ရတယ်ပေါ့နော်။ဒီမှာဆိုရင်ကျွန်တော်သူကကျွန်တော်တို့ဒီတိုင်းပို့မယ်ဆိုရင်အဲဒီ Gmail မှာစာပြန်မှာပေါ့နော်စာပြန်မှုတော့ Miss တို့ Google account နဲ့မှာဖွင့်ထားတဲ့ Gmail တစ်ခုထည့်လိုက်ပေါ့နော်ဟုတ်ကဲ့တော့ကျွန်တော်ဒီ Gmail ထည့်လိုက်မယ် ဒါ link ဖုန်းနံပါတ်တရားမှာတော့ဒါကိုပြန်ပြောင်းအောင်ပဲပေါ့နော်ဒီနံပါတ်ဖုန်းနံပါတ်ကိုပဲထားအောင်ပဲပေါ့နော်မိတ်ဆွေကိုဖွင့်ထားတဲ့ဖုန်းနံပါတ်ပေါ့နော်ဒီ Gmail ကတော့ကျွန်တော်ဖွင့်မထားပေမဲ့သူစာပို့ခြင်းတဲ့အခါစာပြန်လို့ရအောင်လို့ contact email ကိုထည့်ပေးရတာပေါ့နော်အာပေါ့နော် okay ပြီးတော့ပြီးစဲတော့ဒီမှာပေါ့နော်ကျွန်တော်အကောင့် hack ခံလိုက်ပါတယ် my account နော်ဒီမှာရေးလိုက်ပေါ့နော်မရေးရဘူးဆိုရင် chat gpt chat gpt မှာတွားပြီးတော့ရေးခိုင်းလို့ရတယ်ပေါ့နော်ကိုယ်ကအလုံး90 အနည်းဆုံးအလုံး90ရေးခိုင်းတာပေါ့နော်ဟုတ်ကဲ့တော့ဒီထဲမှာမိတ်ဆွေဟပ်သွားတဲ့အကြောင်းအရာလေးကိုရေးလိုက်ပေါ့နော်ရေးပြီးသွားပြီဆိုရင်တော့မိတ်ဆွေအကောင့်မှာမိတ်ဆွေတို့အကောင့်ဝင်ကြီးလို့ရတယ်ဆိုတော့အကောင့်ဆက်ခွေဆော့ထည့်မယ်ပြီးတော့မိတ်ဆွေတို့ဘယ်သူတို့ ਨੇ ပြောထားတဲ့ကုတ်ဒီပါရေးပို့ပြီးတော့ယူထားရဆိုရင်အကုတ်ဒီပို့ထားတဲ့ဆက်ခွေဆော့တွေထည့်မယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုရင်တော့ဒီမှာဒီရောက်ကားလေးကိုမန်ဂျင်နှစ်ခုချစ်ပြီးတော့ဆမ်မစ်ပို့လိုက်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဆမ်မစ်ပို့တဲ့အခါမှာကျွန်တော်အဲစောနာက အဲဒီမှာ Gmail ထည့်ထားတဲ့ဟာကိုသူကစာပို့လိုက်မယ်ပေါ့နော်တစ်တော့ကတော့ Facebook လိုမကြောက်24နာရီတွင်သူကစာပြန်လိုက်မယ်ပေါ့နော်စာပြန်တဲ့ခါမှာသူကလွယ် information တွေထပ်တောင်းနေဆိုရင်ထပ်ပေးလိုက်ပေါ့နော်ဒါကတော့မိတ်ဆွေတို့တစ်တော့အကောင့်ကိုလုံးဝဝင်လို့မရတော့ဘူးဆိုရင်ဒီနေ့လည်းနဲ့အဲဒီ report တင်လို့ရတယ်ပေါ့နော် တကယ်လို့မှဝင်လို့ရသေးရဲ့ဆိုရင်တော့ကျွန်တော်တို့နောက်တစ်ခုနဲ့တင်လို့ရတယ်ပေါ့နော် Okay အဲ့တော့နောက်ထပ်တနည်းကိုတော့ကျွန်တော်နောက်ပြီးတော့ကြာပါထပ်ပြီးတော့တင်ပေးသွားမယ်ပေါ့နော်ကဲတော့ဒီနေ့ပြောဒီလောက်ပါပဲပေါ့နော်မိတ်ဆွေတို့အကျိုးစီရဲဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလိုက်ဆက်လုပ်ပြီးသားပါ အဲကျွန်တော်ရဲ့ဒီ YouTube Facebook TikTok မှာဆိုရင်အဲဒီ TikTok Facebook YouTube ကနေပြီးတော့ငွေစားလို့ရမယ့်နေလိုက်တွေကိုကျွန်တော်ပုံမှန်တင်ပြနေတာဖြစ်လို့ကျွန်တော်ရဲ့အဲ Facebook page တွေ TikTok account တွေ YouTube တွေမှာ follow လုပ်ထားပြီးတော့ကျွန်တော်တင်သမျှကိုလေ့လာလို့ရပါတယ်အားလုံးကျေးဇူးတူတင်ပါတယ်ခင်ဗျာ